Miss Cosmo International ဝင်လာဖြစ်တဲ့ Indonesia အလှမယ်ကပေါ့နော်ဒီအာတစုံတယောက်ရဲ့ဒီမသင့်တော်တဲ့အပြုအမူကိုဝေဖန်တဲ့ဒီစာကိုဒီရဲ့ဘိုင်းထဲမှာတွင်လာတင်လာတာတွေ့တယ်သူကဘယ်လိုပြောထားလဲဆိုတော့ကျမတိတ်တဆိတ်ပဲနေခဲ့ပါတယ်တဲ့ကျမနဲ့မဆက်ဆက်တဲ့ drama တွေကိုဘယ်တော့မှပတ်သက်ခဲ့ဘူးပေါ့နော်ပထမကြတော့ဒါပုဂ္ဂိုလ်ရေးရလို့ပဲမြင်ခဲ့တယ်အဲဖြစ်ချောင်းကုံစင်ကိုကျမကအသေးစိတ်မသိတာလေတဲ့ ပြီးတော့ဒီကိစ္စကိုကျမရတ္တိပြစရာမလိုဘူးလို့လည်းထင်တယ်ပေါ့နော်ကိုနဲ့မပတ်သက်ဘူးဆိုတော့ဒါပေမဲ့အခုကြတော့ကျမမျက်ဝါထင်ထင်ပဲပေါ့နော်စကားလုံးတွေကိုရောမျက်စိနဲ့ရောနားနဲ့ပါဆက်ဆက်ကြားနေရနိုင်ငံတကာဆိုင်ရာအလှမဲ့ပွဲကိုတီထောင်တဲ့သူတယောက်သူရဲ့အလှမဲ့ပွဲကလည်းအဓိကယုံရောချော့ကြရေးဆိုတဲ့ဒီအရာကိုလှုပ်ဆောင်နေတဲ့ရည်ရွယ်နေတဲ့သူတယောက်သူရဲ့ပွဲကလည်းပေါ့နော်အဲ့ဒီလူကအမျိုးသမီးတယောက်ရဲ့ကိုခန္ဓာဖွဲ့စည်းပုံကိုပုတ်ခတ်ပြီးတော့တန်ဖိုးရောကြစေတဲ့စကားကိုပြောနေတယ် သူကအဲ့ဒီအမျိုးသမီးတယောက်ရဲ့ဒီကိုခန္ဓာဖွဲ့စည်းပုံကိုလှောင်ပြောင်းတယ်။ပြီးရင်အဲ့ဒီအမျိုးသမီးရဲ့ကိုနဲ့အကြောင်းကိုလည်းကြောက်စရာကောင်းလောက်အောင်မှတ်ချက်ပေးတယ်ဆိုဒီကိစ္စကကျမအနေနဲ့ပေါ့နော်ကျမလူသားတယောက်အနေနဲ့ရောအမျိုးသမီးတယောက်အနေနဲ့ရောလစ်လျူရှုပြီးနေနိုင်တဲ့ကိစ္စမဟုတ်တော့ဘူးပေါ့နော်ဒီကိစ္စကတကယ်တကယ်ဆိုရင်အာနာပါဝါအင်အားကြီးမားတဲ့ယောက်ျားတယောက်ကအမျိုးသမီးငယ်လေးတယောက်ရဲ့ကိုလူပေါ်အလှယ်မှာတိုက်ခါကြအောင်လှုပ်ဆောင်နေတာဖြစ်တယ်ဆိုပြီးတော့သူဒီ IG story မှာတင်လာတွေ့တယ်ပေါ့နော် ဆိုတော့ဒါဟာဘယ်သူကိုပြောတာလဲဆိုတာမှတ်ချက်လေးပေးခဲ့ကြပါဦး